ိဆက်မှုကကလေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါအလွန်အရေးပါပါတယ်။ကလေးကိုငငယ်ကလေးကအကောင်းဆုံးကြည်ထွားစေဖို့အတွက်ဆိုရင် အစာအာဟာရပြည့်ဝအောင်မျိုးစိုက်ပေးဖို့လိုတယ်လို့အိပ်ရေးဝအောင်အိပ်ဖို့လည်းလိုပါမယ်။ဒါမှကလေးကကောင်းကောင်းမွန်မွန်ကြည်ထွားလာမှာပါ။ဒီလိုမျိုးပြောရတာကအိပ်ရေးပြတာကကလေးတွေကိုထိခိုက်တာတွေရှိလာစေနိုင်တဲ့အတွက်ကြောင့်ပါ။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့အိပ်ရေးပြတာကကလေးတွေကိုဘာတွေထိခိုက်စေနိုင်တယ်လဲဆိုတာကိုပြပြပေးသွားပါမယ်နော်။ ဝတာကကလေးရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ရောစိတ်ပိုင်းဆိုင်ရာနဲ့အုံနာဖွံ့ဖြိုးစေဖို့အတွက်ပါထောက်ကူပေးနိုင်ပါတယ်။ကလေးတွေကိုငယ်စဉ်မှာအေးအေးဝဝပေးအိပ်တာကကလေးကိုနိုးကြောတကြွစေဖို့ထောက်ကူပေးတယ်လို့စိတ်ခံစားမှုကောင်းစေဖို့ရောသင်ယူနိုင်စွမ်းတွေကောင်းမွန်စေဖို့အတွက်ပါထောက်ကူပေးနိုင်ပါတယ်။အိပ်စက်ချိန်ကအသက်အရွယ်ကိုလိုက်ပြီးတော့ကွာခြားနိုင်ပါတယ်။အသက်အရွယ်လိုက်လိုအပ်မဲ့အိပ်စက်ချိန်လေးတွေကိုတော့ဆက်ပြီးတော့ကြီးလိုက်ကြရအောင်နော်။ ွေကင်းစာအသက်၄လကနေပြီးတော့၁၂လဆိုရင်တော့တနေ့တာကိုအိဆက်ချင်းက၁၂နာရီကနေပြီးတော့၁၆နာရီမတ်တဲ့ပြည်တဲ့အရွယ်အသက်တနေ့ကနေပြီးတော့၂နှစ်ဆိုရင်တော့တနေ့တာကိုအိဆက်ချင်းက၁၇နာရီကနေပြီးတော့၁၄နာရီမူဂျိုအရွယ်အသက်၃နှစ်ကနေပြီးတော့၅နှစ်ဆိုရင်တော့တနေ့တာကိုအိဆက်ချင်းက၁နာရီကနေပြီးတော့၃နာရီကျောင်းနေအရွယ်အသက်၆နှစ်ကနေ၁၂နှစ်ဆိုရင်တော့တနေ့တာကိုအိဆက်ချင်းက၉နာရီကနေ ်၁၂နှစ်နိုင်ဆယ်ကျော်သက်အရွယ်အသက်၃နှစ်ကနေ၁၈နှစ်ဆိုရင်တော့တနေ့တာကိုအိပ်ဆက်ချိန်က၈နာရီကနေပြီးတော့၁၀နာရီလိုအပ်မှာပဲဖြစ်ပါတယ်ရှင်။ ဒါဆိုရင်အိပ်ပြတဲ့ကလေးငယ်တွေမှာဘာတွေထိခိုက်နိုင်လဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်နော်။ပထမအဆုံးတစ်ခုကတော့အတည်ငြိမ်မှုစွမ်းရည်ကိုထိခိုက်လာစေတာပါ။ကလေးကအိပ်ရေးဝါမှအရာရာကိုကောင်းကောင်းအာရုံစိုက်နိုင်မှာပါ။မမိနိုင်စွမ်းလဲတိုးလာမှာပါ။အပြုအမူတွေလည်းကောင်းမွန်စွာလှုပ်ဆောင်ပြုမူနိုင်မှာပါ။ကလေးကိုစာတော်ပြီးတော့ထမြက်စေခြင်းနဲ့ဆိုရင်တော့ကလေးကိုပြေးဝတဲ့အိပ်ဆက်ခြင်းကိုရရောင်ယူဆိုင်ဖို့လိုပါမယ်။ညာဘက်တွေမှာကောင်းကောင်းအိပ်မပြောတာကကလေးရဲ့အာရုံစွမ်းမှုကို ခိုက်စေပြီးမမိနိုင်စွမ်းနဲ့တင်ယူနိုင်စွမ်းတွေကိုပါထိခိုက်စေနိုင်ပါတယ်။ကလေးကညဘက်မှာကောင်းကောင်းအိပ်မပျော်ဘူးဆိုရင်တော့ကလေးကအစာတင်ချိန်မှာအိမ်ငိုက်နေပြီးတော့တင်ယူမှုမှာလည်းအခက်အခဲတွေရှိစေနိုင်ပါတယ်ရှင်။နောက်ထပ်ချက်တစ်ခုကတော့အာရုံစူးစိုက်မှုခတ်တာပါ။အေးမွားလို့အိမ်ငိုက်နေတဲ့ကလေးကနေဘက်တွေမှာကောင်းကောင်းအာရုံစိုက်ဖို့ခတ်ပါတယ်။ကလေးကညဘက်မှာကောင်းကောင်းအိပ်မပျော်ဘူးဆိုရင်တော့အာရုံတွေစူးစိုက်ဖို့ခတ်မှာပါ။ကလေးရဲ့တင်ယူနိုင်စွမ်းကိုလည်းထိခိုက်စေမှာပါ။နောက်ထပ်ချက်တစ် ခုကတော့မမိနိုင်စွမ်းနေအားနေတာပါမမိနိုင်စွမ်းကတင်ယူလိလာခြင်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲခလေးကအယမ်းပင်ပန်းနေပြီဆိုရင်တော့ခလေးကစလုံးတွေကိုဘလို့ပေါင်းရမယ်ခနန်းတွေကိုဘလို့တွက်ချက်ရမလဲဆိုတာတွေကိုသိရှိနားလည်မှတ်မိဖို့ခက်ခဲမှာပါဒါကြောင့်ခလေးကိုမှတ်ဉဏ်ကောင်းစေခြင်းနဲ့ဆိုရင်တော့ခလေးကိုအေးမပြောင်းတိကျလေးယူဆိုင်ပေးလိုက်တော့နော် ။နောက်ထပ်ချက်တစ်ခုကတော့အပြုတ်မိုဘိုင်းဆိုင်ရာထိခိုက်စေတာပါ။အိမ်မွာတာကကလေးရဲ့အပြုတ်မိုဘိုင်းဆိုင်ရာမှာထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။အိမ်မာရောအเจ้าမာရောပေါ့နော်။အေးပြက်တာများတဲ့ကလေးကအိမ်ငိုက်နေတဲ့အတွက်ကြောင့်မို့လို့ဆရာဆရာမတွေရဲ့ညွှန်ကြားချက်တွေကိုတည်တည်ကြကြသိရှိနိုင်မှုခက်ခဲတယ်လို့အခြားကလေးတွေနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့လည်းခက်ခဲနိုင်ပါတယ်။ဒါဆိုလို့ရှိရင်တော့အရေးပြတာကကလေးကိုအခုလိုမျိုးတွေထိခိုက်စေနိုင်တယ်ဆိုတော့သိလောက်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်